မင်္ဂလာပါရှင် အခုဖတ်ပြမှာကတော့ဆရာကြီးထင်တဲ့ဘာသာပြန်ဆိုထားတဲ့မြေတားရှင်မလေးပေါ်လီယာနာဆိုတဲ့ဝတ္ထုဆောင်လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးမင်းနာဆင်ပြေကြပါအောင်ရှင်အပိုင်း20တရားစာနဲ့ထင်းခွေပုံမြင်ပေါ်လီယာနာသည်ဂျွန်ပင်ဒယ်တန်အားဂျီမီဘင်းအကြောင်းပြောခဲ့သည့်ညနေကဖုန်ကြီးပေါ်ဖို့သည်တောင်ဝန်းကလေးကိုတက်ကပင်ဒယ်တန်တို့အတွင်သို့ဝင်ခဲ့လေသည် ်လူလောကအရှုံးအထွေးများကြောင့်ရောက်ရသောဒုက္ခတို့သည်ဤသို့တိတ်ဆိတ်ငြိမ်သက်သောတော်အဝဲပျောက်ွယ်သွားလိမ့်မည်ဟုလည်းမျှော်လင့်ခဲ့သည်ဘုံကြီးပေါ်ဖို့သည်ရင်းထဲကမချမ်းသာခြင်းလွန်ခဲ့သည့်တစ်နှစ်အတွင်းကသူအုပ်ချုပ်ရသည့်သက္ကနနေမှာတလားထက်တလားအခြေအနေပို၍ပို၍ဆိုးဝါးလာခဲ့သည်ယခုအခါတွင်မူကားသူ့မှာဘယ်ဘက်လှဲလိုက်လှဲလိုက်ရန်သူဖြစ်သူအတင်းပြောသူရှုတ်ချသူ မနာလိုသူဝန်တိုသူတို့နဲ့သာရင်ဆိုင်တူခဲ့ရ၏သူလဲတနိုင်သည်မြဆွေနွေတန်ဆွေနွေ၏တောင်းမှန်တန်တောင်းမှန်၍ဆုဆုံးမတန်ဆုဆုံးမ၍လှစ်လျူရှူတန်ရှူ၍တစ်ချိန်လုံးလိုလိုပင်လေးလေးနက်နက်အာယုံပြုကာဆူတောင်းခဲ့ပါ၏သို့သောယနေ့ထီချင်းတို့သည်ပို၍ကောင်းမလားဆူ၍သာလာခဲ့သည်ကို သူဝန်ခံတော်မြင့်ချင်းတို့ရောက်ခဲ့လေသည်သူလက်အောင်တင်အောင်ဆရာနှစ်ယောက်မှာဘာမဟုတ်သည့်အကြောင်းကလေးတစ်ခုဖြင့် တယောက်နဲ့တယောက်မကြေနိုင်မချမ်းနိုင်ဓာချင်းဆိုင်ရနေကြသည်အတက်တရောအရှိဆုံးမျိုးသမီးသုံးဦးကလည်းမပြောပါလောက်တော့အသေးအဖွဲစကားလေးကစတယောက်တပါးစပ်ဝိုင်းရင် ပြောကြရင်ကြောမကောင်းကြောမကောင်းအတင်းဖြင့်ဖြစ်လာတော့ကြောင့်ထောက်ပံ့ရေးအတင်းမှနှုတ်ထွက်သွားကြသည်ဓမ္မတချင်းအဖွဲကလည်းတပင်းနိုင်အစိုးရကိုမျက်နှာလိုက်၍ရွေးချယ်သည်ဆိုကစိတ်ဝမ်းကွဲပြားကြလျက်ခရစ်ယာန်အထုံမှုအတင်းကလည်း ရင်းဤအမှုဆောင်နှစ်ဦးကလူသိရှင်ချဝေဖန်ပြစ်တင်မှုကြောင့်ပွားစီပွားစီဖြစ်လျက်မငြိမ်သက်တနင်္ဂနွေကျန်းစာတင်ကြောင်းကလည်းတမောက်နောက်ဆုံးအားထားရဖြစ်သောကြောင်းအောင်နေဆရာနှစ်ယောက်ကလည်းရှင်နေရအကလူထွက်ဆိုသလိုထွက်စာတင်ကြသည်ဤကိစ္စကြောင့်မင်းရင်ဖုန်ကြီးပေါ်ဖို့သည်ဤသူစိတ်ငြိမ်ရာတစ်ပင်များအကြတို့ဖျားသခင်ကိုတိုင်တယ်ရန်ရောက်လာခဲ့ခြင်းဖြစ်ပေသည်ဤအောက်ဆိုင်သောတစ်ပင်စိတ်များအောက်တွင် ဖုန်တော်ကြီးပေါ်ဖို့သည် ပြဿနာကိုတတဲ့ရင်ဆိုင်လိုက်သည် သူစိတ်ထဲတွင်ကအေးတော့ကြံရပြီဟုအောင်းမိနေ၏တခုခုတော့လောက်ရတော့မည်ချက်ချင်းလောက်ရမည်ဘာသာရေးဆိုင်ရာလုပ်ငန်းတစ်ခုလုံးရပ်တန့်လျက်ရှိသည်တင်းငင်ွေနေဒေသနာများတပတ်တစ်ခါစူပေါင်းစူတောင်းဝဲများမိတ်ဆုံစားပွဲများမှာ လူပါးတီထပ်ပါလာသည်တာဝန်တည်တတ်သူလူလည်းအနှင်းငယ်တော့ကြံနေသည်သည်မှန်ပါ၏တို့ရတွင်သူတို့ကလည်းအထင်လွဲအမြင်လွဲဖြစ်မှုများကိုထိတ်လန့်က အပြစ်ရှာသည့်မျက်လုံးများနဲ့ထင်ရမြင်ရကို ပြောတတ်သည့်ပါဇက်များကိုတတိပြင်းကြည့်ရှောင်နေရ၏။ဤကဲ့သို့သောအကြောင်းများကြောင့်သူနှင့်တဝါဖျားရှိကိုကြောင့်မြို့သူမြို့သားအပေါင်းနှင့်ခရစ်ယာန်သာသနာကြီးတစ်ခုလုံးနှင်နာနေရသည်ကို ဖုန်ကြီးပေါ်ဖို့သည်သည်။နောက်လေခံရအောင်မည်။တခုခုတော့တခုခုတော့လောက်ရတော့မည်မှထင်ရှားသည်။ဆက်ချင်းလောက်ရမည်။သူ့ရရင်ဘာလောက်ရမည်နည်း။ဖုန်ကြီးသည်သူ၏အင်ကြီးအိတ်ထဲမှနောက်တည့်ရက်တနင်္ဂနွေနေ့တွင်ဟောရန် မဆုထုတ်ထားသည့်ဒေသနာများကိုချင်းချင်းစွာထုတ်ယူလိုက်ပြီးရင်းနှောင်းအမျက်မှောင်ကြုံ၍ကြည်နေမိသည် သူ၏နှကန်းတို့သည်တင်းမာလျက်သူဟောပြောရန်တန်သိမ့်ထန်ချထားပြီးဖြစ်သောတရားစာမှကျမ်းကိုလင်းငါများကိုလေးလေးနက်နက်အတန်ထွက်၍ဖတ်လိုက်၏။အိုကျမ်းတက်သီလကြောင့်သူတို့ရောက်နေကြောင့်သူတို့တို့တင်းတို့အားကြီးစွာသောတောကသည်ရောင်လက်တန်တင်းတို့သည်မောဆုံမ၏အင်ကို လူယူတင်စား၍ အပြစ်မပေါ်စေခြင်းကရှည်စွာသောပတ္ထနာစကားကိုရွတ်တကြ၏တင်တို့သည်ပုံမကြီးမာသောအပေပုံတို့ယောက်ျားနှစ်တန်းအိုကျန်တက်သီလကြောင့်သူတို့ရောက်နေကြောင်းသူတို့တို့တင်တို့အားကြီးစွာသောတောကသည်ရောက်လက်တန်းတင်တို့သည် ပင်စိမ့်စံပါစီယာတိရွတ်တို့ကိုဆက်တဖို့တဖို့လူကြတော့လေတရားဥပဒေတရားသဖြင့်စီရင်ခြင်းဂိယုနာနှင့်သစ္စာတရားတည်းဟူသောပုံမလေးနဲ့သောအရေးကိစ္စတို့တွင်ကလက်ဟင်ခဲ့ကြလိမ့်မည် ဤအမှုကိစ္စတို့ကိုဆောင်ရွက်ပြီးတကယ်တို့အထက်အဆိုပါအရေးကိစ္စတို့ကိုလည်းဆောင်ရွက်အဲ့။ဤဒီတို့ကနာကြီးမှုမှထွက်သောပြစ်တင်ရှုတ်ချတန်းတို့ပေသည်။စိမ့်ဆိုသောတော့အတွင်ဝဲဖုံးကြီးဤလေးနဲ့သောတန်သည် ပြင်းထန်စွာပဲ့တင်ထက်လျက်ပေါ်ထွက်လာသည်။ငှက်ကလေးများ ရှင့်ကလေးများပင်လျင်ထိတ်လန့်ကငြိမ်သက်လျက်ရှိသည်။ဤကြံကြီးများဖြင့်စင်ညိုလေးမျက်စွာစိတ်ငြိမ်လျက်ရှိသောဖျားဝစ်ကြောင့်အတွင်ရှိသည်။ သူ၏ပြိတ္တအားလာမည်တနည်းငွေနေတွင် ဟောပြောသောအခါမိတို့ရှိမည်ကိုကွက်ကွက်ကွန်းကွန်းထင်မြင်စေတကယ်သို့ရှိ၏။ဤကားသူပြိတ္တသူတို့သည် သူဆောင်ရှောက်ရမည်လူများပင် သူလောက်ရပါမည်လားလောက်ရမည်လားမလောက်ဘဲနေရမည်လားဤဒီတို့မှာကြောက်မက်ဖွယ်ပြစ်တင်ရှုတ်ချမှုများဖြစ်သည်။ဒါကြောင့်နောက်ကတဆက်သေးပါလာမည်သူစကားများမပါသည် သူသည်ဖျားသခင်ထံအကျဉ်းချင်းဆူတောင်းခဲ့ပြီး အကိုအညီအဖေအမပြင်ဆောင်းရှောက်ပါရန်လဲတောင်းခံခဲ့ပြီဤကဲ့သို့သောအရေးကိစ္စမျိုးတွင်မှန်တာကိုလုံးမိပါစေဟု၍လဲစိတ်အားထက်သန်စွာဆန္ဒပြုခဲ့ပြီတို့ရာတွင်ယခုပြုမှုသည်မှန်သောလမ်းစဉ်ဖြစ်ပါမည်လားဘုန်းတော်ကြီးသည်ဆာရွက်များကိုဖြင်းညင်းစွာခောက်၍အိတ်ထဲသို့ပြန်ထည့်လိုက်သည်ထို့နောက်ညင်းညူတံပေါသောတပြင်းတစ်ချက်ချ၍တစ်ပင်ချင်းရင်တွင်ခြေပြက်လက်ပြက်ထိုင်လိုက်ကမျက်နာကိုလက်များဖြင့်အုပ်ထားလိုက်လေသည် အိနီယာတွင်ပင်ဒယ်တန်အင်ကြီးမှပြန်လာတော့ပေါ်လီယာနာက သူ့ကိုတွေ့ရလျာရုတ်တရက်လမ်းဖြန်အောင်မိပြီးပြေးလာလျက်။အိုးအိုးမစ္စတာဖို့ပါလားချယ်ရီဘာတွေချိုးတာတော့မဟုတ်ပါဘူးနော်ဟိုမေးလိုက်၏။ဖုန်ကြီးကသူ့လက်များကိုချလိုက်ပြီးဆက်ကနေမော်ကြီးကပြုံးပြရန်ကြိုးစားလျက်။မဟုတ်ပါလားကွယ်မချိုးပါဘူးခဏနားနေတာပါ။ပေါ်လီယာနာကနောက်သို့အနေငယ်ဆုပ်လိုက်ပြီး ။အိုးတော်ပါသေးရဲ့။မစ္စတာပင်ဒယ်တန်ကတော့တမိတွေ့တဲ့အချိန်မှာချေချိုးနေတာ။ဒါပေမဲ့ तू ကလဲနေတာ။ဘဘကထိုင်နေတာပဲဟုဆိုလိုက်။ဟုတ်တယ်ဘဘကထိုင်နေတာပါ။ဘာမှမကြူပါဘူး။ဆရာဝန်လေးကုနိုင်တဲ့အနာမျိုးမရှိပါဘူး။နောက်ဆုံးစကားတန်မှာတိန်လိုက်။တိုးတော့ပေါ်လီယာနာကတော့ကြားရပါသည်။သူ့မျက်နှာထားလဲပြောင်းတော့ကသူ့ဤမျက်လုံးများမှာနူးညံ့သောဂီယူနာရောင်များဖြင့်တောက်ပလျက်ရှိလေသည်။ ဘာဘာပါအောင်ဆိုလိုတာလဲတမင်းတည်ပါတယ်ဘာဘာမှာစိတ်ဆင်းရဲနေတယ်မဟုတ်လားအဖေလည်းအဲ့ဒါလိုပဲခဏခဏဖြစ်တယ်ဖုန်းကြီးတွေကဒီလိုပဲဖြစ်တတ်တယ်ချင်ပါရဲ့သူတို့ပေါ်မှီနေတဲ့ကိစ္စတွေကလည်းအများကြီးပဲမဟုတ်လားဖုန်းကြီးပေါ်ဖို့ဒီအံ့ဩစွာပဲနေကြည့်မိပေါလီယာနာမင်းအဖေလည်းဖုန်းကြီးပဲလားဟုတ်ပါတယ်ဘာ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 မသိဘူးလားတမီးကတော့လူတိုင်းသိတယ်ထင်တာအဖေကအန်တီပေါ်လီအမနေရတယ်လीအဲ့ဒါတမီးရဲ့အမေပေါ့อืมနားလေပြီ အေးကွယ်ဘဘကဒီကိုရောက်တာတိတ်မကြသေးတော့တရားမိသားစုရဲ့အစဉ်ဆက်ကိုတော့တိတ်မသိဘူးပေါ့ဟုတ်တယ်ဘယ်သိမလဲဟုပေါ်လီယာနာကပြုံးလျက်ဖြေသည် ထို့နောက်အတန်ကြာငြိမ်သက်နေဖုန်ကြီးသည်တစ်ပင်အောက်တွင်ထိုင်နေရကပေါ်လီယာနာရှိနေသည်ကိုပင်မေ့သွားကအင်ကြီးအိတ်ထဲမှဆာရွက်များကို ထုတ်၍ဖြန့်လိုက်ပြန်သည် သူသည်ဆာရွက်များကိုကမကြည့်ခလန်းလန်းမြည်ကြည့်ပေါ်ရှိတဲ့ရွက်ကလေးတစ်ရွက်ကိုငေးဆိုင်ကြည့်နေသည် တည့်ရွယ်မှလလပပတည့်ရွယ်မဟုတ်ညှို့ချောက်ရည်နေပေပြီပေါ်လီယာနာသည် သူ့ဖိုကြီးကစိတ်မကောင်းသလိုဖြစ်လာသည်ဒီဒီနေ့ตายရတယ်နော်ဟုသူကစိတ်အားထက်သန်စွာဆိုလိုက်သည် အတန်ကြောင်ဘာတမ်းမှမကြားရပဲနေပြီးမှ ဖုန်ကြီးကလမ်းဖြဲရင်မော်ကြီးကဘာဘလို့အော်အေးဟုတ်တယ်နေတာတယ်ဟုဆိုလိုက်ပေါ်လီယာနာကပုံမအားတက်လာသည်လေတန်းဖြင့်ပြီးတော့ချမ်းလည်းမချမ်းဘူးနော်အော်တိုဘာတောင်ရောက်ပြီပဲ မစ္စတာပင်ဒယ်တန်မှာမိဖို့ရှိတယ်။ဒါပေမဲ့ तू မလိုပါဘူးလို့လည်းပြောတယ်။မိတဲ့တာကတော့ကြည်ကျင်လို့တဲ့။တမီလည်းမိကိုသိကြည်စင်တာပဲ။ဘဘကောဟိုပျော့ပျော့မိမိမေးလိုက်။ဘုံကြီးကမဖြေပဲကြာကြည့်နေတဲ့ဖြင့်ပေါလီယာနာကစိတ်ရှည်လက်ရှည်ဆောင်ပြီးမှတစ်ဖက်လှည့်၍စံကြည့်ရန်။ဘဘဘုံကြီးဖြစ်ရတာပျော့လားဟိုမေးတော့ဘုံကြီးကဖြက်ကနေမောကြည့်လိုက်သည်။ပြော်လာရဲ့လို့ကွယ်တင်ဆန်းနိုင်မေးကုန်မယ်။ဘာဖြစ်လို့မေးရတာလဲကလေးရဲ့။ဘာမှမဖြစ်ပါဘူးဘဘ ဘပောက်ကြည့်ပြီးအမေကိုတရေရလို့မိတာပါအမေလည်းတစ်ခါတခါအဲ့တလိုပဲဘပရဲ့ဟုတ်လားဟုတ်ဘုံကြီးကတိမ်တိမ်ဝင်ဝင်ဆွလိုက်တော့လေသူ့မျက်လုံးများကမြေကြီးပေါ်ကတည့်ရွက်ချောက်ကလေးစီတို့ပြန်ရောက်နေလေသည်ဟုတ်တယ်ဘပသမီးဖေကိုလည်းအခုဘပကိုမိတယ်လို့ပဲဘုံကြီးဖြစ်ရတာဝမ်းသာလားလို့မိတာပဲဘုံကြီးလည်းစိတ်မချမ်းမြေရမှာအနေငယ်ပြုံးလိုက်သည်အင်းအဲ့တော့သူဘလို့ဖြေလဲအိုးအဖေကတော့ဘယ်တော့မှမစိုးဝမ်းသာတယ်လို့ပဲဖြေတာပဲ။ အမဲလိုလိုဝမ်းသာစရာကိုညွှန်တဲ့စံစာတွေဒါမှရှိရင်သူ့ဖုန်ကြီးအဖြစ်နဲ့10မိနစ်တောင်မနေချင်ဘူးလို့ပြောတယ်ပပရဲ့ဘာရမရှိရင်ကွဖုန်ကြီးဤမျက်လုံးများသည်တရွတ်ချောက်ကလေးပေါ်တွင်မရှိတော့ဘော်လီယာနာဤရှင်ပြသောမျက်နှာကလေးကိုတအံ့တအောငေးဆိုင်လျက်ရှိလေသည်ဘော်လီယာနာမှရေးလိုက်ပြီးဒါအဖေကခေါ်တဲ့အခေါ်လေးတမချန်းစာမှာတော့အဲ့ဒါလို့ခေါ်တာမဟုတ်ပါဘူးဒါပေမဲ့စံစာထဲမှာဖျားသခင်နိုင်ဝမ်းသာကြလို့ကြီးမားသောပျော်ရွှင်မှုကိုပြုလို့ ဝမ်းမြောက်ခြင်းဖြင့်အော်ဟစ်ကြလို့တို့ဘာလို့ဆိုတာတွေပေါ့သိလားအများကြီးပါပဲတခါအဖေလည်းတိတ်ဆိတ်ညစ်နေတဲ့အခါမို့ရှောက်ရည်တွေ့ကြည်လာ800တောင်ရှိတဲ့ဟူပြောပြ ਈ 800ဟုတ်ကဲ့ပြောင်းဝှရွှေမဝန်တော့ဘူးနှုတ်ဆော်တဲ့ဒီသနာတွေလေအဲ့ဒါတွေကိုအဖေကဝမ်းသာစရာညွန့်နေစမ်းစာတွေလို့ခေါ်တာဘုန်းကြီးဤမျက်နှာမှာထူးခြားသောအတွင်ကိုဆောင်လျက်ရှိ၏သူ့မျက်လုံးများသည် သူ့လက်ထဲကစက်ကိုအပေါ်ဆုံးအရွယ်ရှိအိုစန်းတက်သီလာကြောင့်တို့တော်ရာနဲ့ကြောင့်တို့တော်တို့ တင်းတို့အားကြီးစွာသောတောကသည်ရောက်လက်တန်းဟူသောစလုံးများပေါ်သို့ရောက်လျက်။အော်အော်တမီးလေးရဲ့ဖေကဝမ်းသာစရာကိုညွှန်တဲ့ချမ်းသာတွေကိုကြိုက်တာကိုဟုခတ်တူတူဆိုလိုက်လေသည်။ပေါ်လီယာနာက"အိုးဟုတ်တာပေါ့"ဟုလေးလေးနက်နက်ဆိုလိုက်ပြီးအဲ့ဒီဟာတွေကိုလိုက်ပြီးရေတွက်ကြည့်တဲ့နေရာစားပြီးတောက်လျှောက်စိတ်တတရာရရသွားတာပဲတဲ့။ဖျားသခင်ကဝမ်းသာကြဖို့ပျော်ရှင်ကြဖို့အချိန်ပေါင်း၈၀၀တောင်ဒုက္ခခံပြီးပြောခဲ့တဲ့စကားဆိုရင်လူတွေကိုတကယ်ဝမ်းသာစေချင်လို့ဖြစ်မှာပဲတဲ့။ ဆော့ဆော့ကသူ့ကိုမပြတ်မရှင်ဖြစ်ခဲ့မိတာကိုလည်းရှက်သွားတဲ့အဲ့ဒီနောက်မှာတော့သူ့ကိုဒုက္ခတစ်ခုခုဖြစ်တိုင်းဒီစာရီကိုဖတ်ပြီးစိတ်သက်သာရရတဲ့တိလားထောက်ပံ့ရင်းတင်ကမိမကြီးရင်ဖြစ်အေးတစ်ခုခုမှသဘောမြင်ညွှန်ကြတဲ့အခါမျိုးပေါ့အေးအဲ့ဒီစာရီကိုတွေ့ပြီးဒီကစားနည်းကိုစဉ်းစားမိရလို့အဖေကပြောတယ်ဂျိုင်းနောက်ကလေးတွေကစပြီးတမိနဲ့ကစားတယ်လေဒါပေမဲ့သူ့ကိုအဆလုပ်ပေးတာကတော့အဲ့ဒီဝမ်းတော်ကိုညွှန်တဲ့စံစာတွေပေါ့ဟုတ်တဆက်သေးပြောပြနေ၏ဘုံကြီးက ဲ့ဒီကစားနေဆိုတာဘလို့ဟာရီပါလိုက်ွယ်ဟူမိလိုက်သည်အရင်တိုင်းမှာဝမ်းသာစရာကိုရှာကြည့်ရတဲ့ကစားနေလေတိလားအပြေကဂျိုင်းနောက်ကလေးတွေကစားပြီးတမိနဲ့စားကစားတာဟုပေါ်လီယာနာကအဆအဆုံးပြောပြပြန်သည်အီတချိန်တွင်သူအားနားထောင်နေသူမှာတိမ်မွေ့သောနှလုံးသားနှင့်တက်တည်နားလည်မှုရှိသူတယောက်ဖြစ်လေသည် အတန်ကြာသောပေါ်လီယာနာနှင့်ဘုံကြီးပေါ်ဖိုတို့သည်လက်ချင်းတွဲကတောင်ကုန်းပေါ်မှဆင်းလာကြလေ၏ပေါ်လီယာနာ၏မျက်နှာမှာရှင်လက်တောက်ပါနေလေသည် သူကစကားပြောခြင်းသည်ယခုလည်းအတော်ကြာအောင်ပြောလာခဲ့၏ကစားနေကြောင် သူအဖေကြောင်ဖုန်းကြီးကတည်ကျင်၍မိသော သူတို့၏ယခင်အိမ်အကြောင်းတောင်ကျေသို့ရောက်လျင်ပေါ်လီယာနာကတလန်ဖုန်းကြီးကတလန်ခွဲကရှောက်သွားကြလေသည်ထိုနေ့ညနေက ဖုန်းကြီးပေါ်လ်ဖို့သည် သူ၏စာကြည့်ကန်တွင်ထိုင်၍စဉ်းစားနေလေသည် သူ၏အနီးစာရေးစပွဲပေါ်တွင် စာရွက်အချို့သည် သူ၏ရေးပြီးဒေသနာမှတ်စုများသည်ခဲတံကင်ထားသော သူ၏လက်ထဲတွင်က စက်ကူလွန်များရှိသည်ဒေသနာမတ်စုရေးရန်သည်သို့သောသူသည် သူရေးပြီးသောစာများကို၎င်းမရေးရသေးသောစာများကို၎င်းတွေ့တော်နေသည် သူဤစိတ်တို့သည်ဝေးလံသောအနောက်ဖက်မြို့ကလေးတစ်မြို့တွင် ဆင်းရဲသောနာဖြားသောတောကပြင်ပြွန်သော အထီးကျန်သောသာသနာပြုဖုန်ကြီးကလေးတစ်ပါးစီသို့ရောက်နေလေထိုဖုန်ကြီးကလေးသည်ဖျားသခင်ကသူ့အားဝမ်းမြောက်ပျော်ရွှင်စေရန်ညွှန်ပြထားသောစကားများကို စံစာတအုပ်လုံးလိုင်းရရှာကြည့်နေသူဖြစ်လေသည်အတန်ကြာသောဘုံကြီးဘောလ်ဖိုသည်တပြင်းချကလှုပ်ရှားလာသည် သူ့အတွေ့တို့သည်လည်းဝေးလံသော အနောက်ဖက်မြို့ကလေးမှလက်ထဲ၌ရှိသောစက်ပုံများစီသို့ပြန်ရောက်လာသည် မတထူအခန်း23အပိုက်73 24နှင့်23ဝင်ရေးချလိုက်၏ထို့နောက်စိတ်မရှိသလိုမူရာပြင်ခဲတံကိုလွှတ်ချလိုက်ကလွန်ခဲ့သည့်မိနစ်အနည်းငယ်က သူစနီးဖက်ပြီးချထားခဲ့သောမဂ္ဂဇင်းစာအုပ်တအုပ်ကိုဆွဲယူလိုက်ကပင်မန်းနွမ်းနယ်သောမျက်လုံးများဖြင့်စာရွက်များကိုလှန်လောကစိတ်မပါလက်မပါကြည့်နေရင်ကစိတ်ဝင်စားပွဲတစ်ခုကိုတွားတွေ့သည်တနေ့တနိုင်မိခင်ကထင်းခွေခိုင်းသည်ကိုညင်းဆန်နေသောသားဖခင်ဖြစ်သူက လူကလေးမင်းမေဖို့ထင်းခွေပေးရတာကိုမင်းဝမ်းသာမှာပါကွယ်ဟုပြောတော့သားဖြစ်သူကဘာတခွန်းမှမပြောတော့ပဲထထသွားလေသည်အဘဲကြောင့်နည်း ဖခင်ကသူ့အားလှုပ်တင်တီကိုလှုပ်စေခြင်းသောကြောင့်ရှင်းရှင်းပြောလိုက်သောကြောင့်သာဖြစ်သည်အကယ်၍သာဖခင်ကဟေ့သားမနက်ကမင်းမေကိုမင်းပြောလိုက်တဲ့စကားငါကြားတယ်မင်းတို့ငါဖြင့်ရှက်ပါရဲ့ကွာသူအခုချက်ချင်းထင်းတော့ခွေပေးလိုက်ပါဟု ပြောခဲ့ပါလျင် မိခင်ကြီးမိဖို့မှာတားကိုအာကိုမှရမည်ဆိုလျင်ထင်းတချောင်းမှရောက်မလာမီမှာတေချာလာတော့သည်ဖုန်ကြီးလဲစာအုပ်ကိုဆက်၍ဟိုနာတပိုက်ဒီနာတကြောင်ဖယင်းနောက်တနေရာရင်က ကြောက်မမဟုလူတို့အလိုရှိသည်ကအပေးမှုသာသည်သူတို့ဤခန္ဓာရင်ကိုရုပ်ရော့စေမြင့်စားအဖြစ်၍သာပေးတင်သည် လူတစ်ယောက်အားသူ၏အပြစ်များကို အထက်ထက်ပြောနေမြင့်စားသူကောင်းသည်တို့ကိုပြောရ၏သူ၏အချင်းစုအဆွဲများမှာသူအားဆွဲထုတ်ရန်ကြိုးစားပါလောသူ၏ကောင်းကွက်များကိုထင်ရှားစေ၍စွန်းစွန်းတမန်လုံးဆောင်အောင်မြင်နိုင်မည်သူ၏တကယ်အရေးချင်းများကိုဖော်ပြပါလာပါသော ကုညီတတ်သော မျောလင့်ခြင်းရှိသောသဘောသည်ကူဆက်တက်ပြီးတစ်မြို့လုံးတစ်ရွာလုံးပင်ပြုပြင်ပြောင်းလဲပြင်နိုင်သည် လူတို့၏အရေးသွေးသည်သူတို့၏စိတ်နှလုံးမှလာသည် လူတယောက်သည်တနာကျင်နာတည်း၍သူတစ်ပါးအကျိုးကိုဆောင်ရွက်တတ်သည်ဆိုလျှင် သူ၏အနည်း၌ရှိနေသူများသည် များမကြာမီပင်ဤသို့ပင်ဖြစ်လာမည် သူရာတွင် သူသည်အပြစ်တင်တတ်ညူဆူတတ်ဝေဖန်တတ်မည်ဆိုလျှင်သူ၏အိမ်ကြီးတို့သည်သူ့လိုပင်အပြစ်တင်တဲ့မြို့ဆူဝေဖန်တက်လာကြရုံများမက အတိုးပါချလာလဲဦးမည်အစိုးကိုတွေ့မည်ထင်ပြီးရှာလင်းလဲအစိုးတွေ့ဖို့တည်ကြပါသည် အကောင်းကိုတွေ့မည်ဟုသိပြီးရှာလင်းလဲအကောင်းကိုရမည်သာဖြစ်၏တင်ဤသာဖြစ်သူအားအမေအတွက်ထင်းခွေပေးရတာကိုဝမ်းသာမှာပါဟုပြောကြည့်ပါ သူသည်ဖြက်လက်သွက်လက်စာထားရည်လို့ဒီကိုမြင်ရပါလိမ့်မည်ဟု၍တွေ့ရပြန်လေ၏ဖုန်ကြီးသည်စာအုပ်ကိုခြာကမျက်နှာကိုမော်လာ၏တခဏကြာသောသူသည် သူ၏အခန်းကျင်းကလေးတွင် ိုမဒီမစင်ချံလျှောက်လျက်ရှိလေ၏အတော်ကလေးကြသောအခါသူသည် ပင့်သက်ရှိရှိရှိုင်းလိုက်ပြီး စာရေးစပွဲရှိကလထိုင်တွင်ဝင်ထိုင်လိုက်လေသည်ဖျားသခင်ဆောင်မပါကျွန်ုပ်လုပ်ပါမည်ဟု ခတ်တူတူတိုင်တယ်လိုက်ပြီးငါပရိသတ်ကိုငါပြောမယ်သူတို့ထင်းခွေရတာဝမ်းသာမှာပဲလို့ပြောမယ်သူတို့ကိုအလုလုဆရာပေးမယ်အလုလုရတာဝမ်းသာပြီးအိမ်ကြီးချင်းကိုကဲရေဖို့အချိန်မရအောင်လဲလုပ်ပေးမယ်ဟုဆိုကသူဤရေးပြီးတော့မဆူများကိုကောက်ယူက အထက်လိုက်အလဲတတဲမှပြေးလိုက်လျာတဖန်၌တင်းတို့အားကြီးစွာသောတောကသည် ရောက်လက်တန်းဟူသောဆာများပါသည့်အပိုင်းအခြားတဖန်၌အိုးကျန်းတက်တီလာကြောင့်သူတို့ရောက်နေကြောင့်သူတို့တို့ဟူသောဆာများပါသည့်အပိုင်းတို့လွင်စင်ကျသွားကြသည် သူရှိတတဲရှိမတ်တီယိုခန်း23အပိုက်73 14နှင့်23ဆိုသည့်စာကြောင်းကိုခဲကြောင်မဲကြီးတကြောင်ဆွဲ၍ဖြတ်လိုက်ပြီးတွက်လက်စာဆက်၍ရေးသားနေလေတော့၏ဤသို့လျှင် ောက်တင်းငွေတွင်နေနိုင်ဟောသောဖုန်ကြီးပေါ်ဖိုဤဒေသနာတို့သည်ကြားနေရသူကြီးငယ်ကြမှာမဟုလို့ပေါင်းတို့တွင်ရှိသည်များအကောင်းဆုံးစေတနာကလေးများကိုလှုံ့ဆော်နှိုးဆော်ပေးလိုက်သောကြီးစီတန်ပမာ ဖြစ်လာပြီတော့သည်ဤဒေသနာအတွက်ကျန်းကိုဒီကပေါ်လီယာနာပြောပြသည် ရှေ့ရသောဝန်သားစရာများမှတစ်ခုပေသည်အိုးဖြောင့်မတ်သောသူတော်စင်တို့ကြည်လင်တရာဝမ်းမြောက်စွာဖြင့်ဖျားကိုကြည်ညိုကြကုန်လော။အိုးနှလုံးဖြူသည် သူတော်ကောင်းတို့ ဖျားတရားနိုင်ဝမ်းမြောက်သဖြင့်တောင်းတောင်းပြပြဟေကျွေးကြကုန်လောယခုဖျက်ပြထားတဲ့ဝတ္ထုလေးကိုနားဆင်ရသူပေါင်းနှစ်သက်သဘောကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲနောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်းဆက်လက်နားဆင်ပြီးဖို့အတွက်မျှော်လင့်ပါတယ်တာယာချမ်းမြည်ရဲ့နေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျမကတော့စာဖတ်သူဝိုင်းပါ